PSV ကိုအရှာတကွဲထပ်ဆုံးခဲ့ရပေမဲ့သူရဲ့နီးပြရာထူးပေါ်လုံးဝစိတ်မပူဘူးဆိုတဲ့ Anis Law နီးပြရာထူးအတွက်စိတ်ပူလားမပူပါဘူးကျွန်တော်ကိုရာထူးတဲ့ခြားသောအရာတွေကိုပဲပို့ပြီးတော့အောင်ဆိုင်တက်တာပါကျွန်တော်ဒီတက်ပို့ပြီးတော့ကောင်းအောင်လုပ်နိုင်ပါတယ်ဒါကကျွန်တော်ပါဝင်တသိန်းလုံးရည်ညွှန်းပြီးတော့ပြောနေရပါခုချိန်ဟာတုံးချင်းမားတွေပုံကြီးချဲ့ထောက်ပြမယ်ချိန်မဟုတ်ပါဘူးဒါတော့ PSV ကိုအိမ်ဝင်းမှာ1-4နဲ့ရှုံးနေရတဲ့ပွဲပြီးမှလေပေါင်းနီးပြ Anis Law ပြောလာခဲ့တဲ့စကားတွေပဲဖြစ်ပါတယ် အန်ဗီကွင်းခုလုံပရိသတ်ရဲ့လောင်မြောင်တန်တွေနဲ့စူညံနေချိန်မပေးစားရက်တိမှုကဆိုရင်မတ်ကိုရောက်နေချိန်မှာစတော့ပြောလာခဲ့တဲ့ဒီစကားတွေကတကယ်ကိုအံ့ဩစရာကောင်းလာပါလိမ့်။နီးပြရာထူးအတွက်စိတ်ပူလားစိတ်မပူပါဘူးဆိုတဲ့စကားကိုနီးပြတယောက်ကပြောလိုက်တဲ့အခါမှာအတိတ်ပဲနှမျိုးကောက်နိုင်ပါလိမ့်။ကောင်းဆောင်တယောက်ကသင်မောနစ်နေချိန်မှာတလုံးချောက်ချားနေလို့မရပါဘူး။သူကငါစိတ်ပူနေလို့ပြောလိုက်ရင်ဇာမားတွေပို့ပြီးတော့ဖီးယားဝင်သွားပါလိမ့်မယ်။ဒါနောက်စတော့ကပြင်မဖီးယားတွေကိုသူပခုံးပေါ်တင်ပြီးတော့အသေးသားတွေကိုတင်းညာအောင်ထိမ့်သိမ်းပေးနေတာဖြစ်နိုင်ပါလိမ့်။ဒွိတာချက်ကတော့ဆန်နှပွဲမှာကိုဝဲရှုံးနေဆိုတာလီဗာပူးလို့ အသိန်းအတွက်အကြက်တဲအဆင့်ကိုကျော်လွန်နေပါပြီပရိသတ်တွေလိုချင်တာကငါတို့ဒီအချိန်လေးလက်မခံနိုင်ဘူးပြင်းပြင်းထန်ထန်ပြောင်းလဲရမယ်ဆိုဝင်ခံချက်မျိုးပါမပူးဆိုစကားပရိသတ်တွေဒေါသကိုပိုဆွပေးလို့ဖြစ်နိုင်လို့နီးပြကအချိန်နဲ့အဆိုးအမှုကို short တွက်နေသလားဆိုပြီးတော့တန်တရားဖြစ်စရာဖြစ်လာပါတယ်ကုကြံတအူးချင်းအမားတွေကိုပုံကြီးချက်ထောက်ပြမယ်ချိန်မဟုတ်ပါဘူးဆိုစကားကအဓိကဖြစ်သင်္ကောင်းဆောင် Vanity Van Night ကိုရည်ညွှန်းတာထင်ရှားပါတယ်ပွဲစားမှာ Van Night ရဲ့မလိုအပ်တဲ့ပန်နာတီမားကပွဲကိုအလဲပြောင်းဖြစ်စေခဲ့တာပါလူသိရှင်ညာမီဒီယာရှေ့မှာကစားမတယောက်ကို အထူးသဖြင့်စီနာကစားမဝေဖန်လိုက်လို့ရှိရင်ဒီပြဟာအဝေလက်ကန်ထောက်ခံမှုအဆုံးရှုံးသွားနိုင်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Wine Sport ကနေကြိုဆိုလိုက်ပါတယ်။ iBack 69နဲ့ Fiber Mix ကစားလို့ရဆိုရင်တော့ Fiber နံပါတ်39 65လုံး16 43ကိုစသွယ်လိုက်ပါ။တန်ဟန်နဲ့ဆန်ချိုရော်နယ်ဒိုပြဿနာတွေကိုကြည့်ရင်သိနိုင်ပါတယ်။ Slot ကအသင်းပြိုကွဲမသွားအောင်ကာကွယ်နေရပါ။ကျွန်တော်ပါဝင်တစ်သင်းလုံးလို့ပြောတာတာဝန်မှုရှိပါတယ်။သူကနေပြမိုင်းမှုဝန်ခံလို့ဇာမရီရဲ့ခြေသွမ်းကြာဆင်းမှုကိုလည်းဝေမျှခံစားလိုက်တာပါ။ ဒါအစီလုံးကိုပြန်ပြီးစောက်ဖို့ကြိုးစားတဲ့နီလန်တစ်ခုပါစလော့ကရီတက်ပိုကောင်းအောင်လုပ်နိုင်ပါလေလို့ပြောရမယ်လက်တွေ့ကွင်းထဲကခြေသွမ်းတော့စန့်ကျင်မှဖြစ်နေပါလေစလော့ FN ကစားခွက်နဲ့လက်ရှိလီဗာပူးကစားမားတွေပုံစံအံဝင်သေးပါဘူးခန်းစစ်ကဟိုင်လန်ကစားချိန်မှာ၆ရောက်ကနေနေကွင်းလန်ပရက်စင်မလုံးနိုင်ဘူးပိုကောင်းအောင်လုပ်နိုင်တယ်ဆိုတာစကလုံးတသက်မဟုတ်ပဲလက်တွေ့နီးစနစ်အပြောင်းလဲတက်တကယ်တွေ့ကိုလိုအပ်နေပါပြီစားမားတွေကမလုံးနိုင်တာမဟုတ်ပဲယုံကြည်မှုပျောက်ဆုံးနေတာပါ BSW ဒုတိယဂိုးမှာဘယ်သူမှဝင်မလို့ပဲကြည်ညာကစွမ်းဆောင်ရင်ညနာတဲ့စိတ်သက်ပိုင်းဆိုင်အဆုံးပေးလိုက်တဲ့ပုံစံပေါက်နေပါလေ ီ interview ရဲ့အန်ရဲ့ရှိဆုံးချက်ကပရိသတ်ရဲ့ခံစားချက်နဲ့တခြားသည်ဖြစ်နေရပါပရိသတ်ကဒေါသထွက်နေတယ်စိတ်ပြတ်နေတယ်ရင်နာနေတယ်နှီးပြအေးဆေးတည်ငြိမ်နေပါတယ်မပူဘူးလို့ပြောနေတယ်ဒီကွာချက်ကြီးလေးလေးနှီးပြတောင်ယာရုမြဲဖို့ခက်လေးလေးပါဂျန်ဂျန်ကလော့အောင်မြင်ခဲ့တာကပွဲစောရင်ပရိသတ်တွေနဲ့ထပ်တူခံစားရအောင်ပါရှင်ကိုပြသနိုင်ခဲ့လို့ပါ slow ရဲ့အေးဆက်ဆက်တုံ့ပြန်မှုကပရိသတ်တွေကိုဒီလူငါတို့ဒေယုံတကယ်ရောချဲ့ရလားဆိုရင်မိန်းကုန်ထုတ်စရာဖြစ်လာစေပါတယ်အနီစတော့ပြောတဲ့ယာရုအတွက်စိတ်မပူဘူးဆိုတာအခုချိန်မှာတော့မှန်ကောင်းမှန်တိုင်းပါတယ် ဘောဖွဲအသူအချိန်ပေးခြင်းပေးပါလိမ့်မယ်ဒါပေမဲ့ဘောလုံးလောကမှာရလဒ်တီတာဘရင်ပါနောက်ထပ်ရှုံးပွဲတစ်ပွဲနှစ်ပွဲကြုံလာလို့ရှိရင်အန်ဖီမှာလောင်မြောင်တဲ့တန်တွေပိုကျဲလာရင်ဒန်းစင်းဆောင်အန်နယ်ပိုပြီးတော့နီးကပ်လာရင်အဲ့ချိန်ကျမှသူစိတ်ပူတည်ပြည့်စေမပူတည်ပြည့်စေကလပ်တင်းကဆုံးဖြတ်ချက်ချမှာရပါတော့မယ်လက်ရှိချိန်မှာတော့ slow လုံးဆောင်နေတဲ့အသင်းသားတွေကာကွယ်ခြင်းမဟာပြူဟာကမှန်ကန်နိုင်ပေမဲ့ဒီကာကွယ်မှုကလည်းရလဒ်ကောင်းတဲ့အများဆုံးပြောင်းလဲမပေးနိုင်တော့သူ့ရဲ့မပူပင်သောနေရများဟာမကြမ်းကုံဆုံးသွားဖွယ်ရှိနေကြောင်းတင်ပြလိုက်ရပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါတယ် အိုင်ဘတ်ခွန်ရှိကိုနဲ့ဖိုင်မစ်ကစားလို့ရဆိုရင်တော့ဖိုင်ဘာနံပါတ်3965လုံး16439ကိုစသွယ်လိုက်ပါ။